စစ်မှုထမ်းဟောင်းတွေအနေနဲ့ပြည်သူစစ်မဟာဗျူဟာကိုအောင်မြင်စွာအကောင်အထည်ဖော်ဖို့စစ်ကောင်စီရဲ့ခေါင်းဆောင်မင်းအောင်လှင်ကတော့ပြောဆိုထားပါတယ်။အဲ့ဒီဗျူဟာကိုအကောင်အထည်ဖော်နိုင်မှုစစ်တပ်နဲ့ပြည်သူကြားမှာခိုင်မာတဲ့ပေါင်းစည်းအားရရှိအောင်စစ်မှုထမ်းဟောင်းတွေအနေနဲ့ဆက်စ조사ပုံဖော်ပေးရမယ်လို့ဧပြီလ30ရက်ကမြန်မာနိုင်ငံစစ်မှုထမ်းအဖွဲ့အထူးညီလာခံ2025မှာပြောကြားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့တပ်သားလူဝဲချက်ရှိနေတဲ့စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးလူငယ်တွေကိုစစ်တပ်ထဲပို့နေတယ်လို့စစ်မှုထမ်းအောင်းတွေကိုလည်းတပ်ထဲပြန်လည်ခေါ်ယူနေတာတွေရှိနေပါတယ်။ တတ်ထက်ပြန်ဟောသွားတဲ့စစ်မှုရောင်းတွေရှီရန်ကိုပို့ခံပြီးတည်ဆုံသားတွေလည်းရှိတယ်လို့စုံစမ်းမေးမြန်းချက်တွေကသိရှိရပါတယ်။ဒီကနေ့ကစစ်မှုရောင်းစင်းတွေကောက်ပြီးတော့တတ်ထက်ပြန်ခေါ်တဲ့အင်္ဂါမျိုးသား60ကျော်ပြီးပြင်ဆင်ယူထားတာလည်းနှစ်နှစ်ပဲရှိပါသေးတယ်။အခုပြန်မှာသွားတယ်တော်တော်များများကပြန်ခေါ်တဲ့တဲပါသွားပါတယ်။ရှီရန်ကိုပို့ခံရများတယ်တိတ်မကြဘူးပျောက်သွားတယ်ဆိုပြီးတော့စင်းရင်ထွက်လာတယ်။အင်္ဂါလူကြီးကတော့ရှစ်မိုင်စေယုံမှလူငင်းကြနေရလို့စစ်မှုရောင်းဟောင်းမိသားစုတွေတခုကတော့ညူလင်းမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်။ စစ်တပ်ဟာနိုင်ငံတော်နဲ့ပြည်သူပေါ်မှာထားရှိတဲ့စစ်မှန်တဲ့သဘောထားတွေကိုပြည်သူတွေသိရှိဖို့စစ်မှုထမ်းဟောင်းတွေကိုမဲဆွယ်စည်းရုံးခိုင်းထားပါတယ်။လက်ရှိမှာစစ်ကောင်စီကစစ်မှုထမ်းဟောင်းတွေကိုမလုံပြပြီးစစ်တပ်ထဲပြန်ခေါ်နေတာလည်းဖြစ်ပါတယ်။ဒီနေ့အလုပ်ချိန်၈နာရီအတွက်ဖူလုံနဲ့လုခလဆာအနည်းဆုံးအခကျင်းငွေ2000ကျပ်ပေးဖို့အပအဝင်နဲ့အချက်၅ချက်ကိုမြန်မာနိုင်ငံဒရီလူသမားများတမကအဖွဲ့ချုပ် FGWM ကဒီကနေ့မေလာဒီယန်နေ့အလုပ်သမားနေ့မှာတောင်းဆိုလိုက်ပါတယ်။ဒါပြင်လုပ်ငန်းငယ်တွေလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ဘေကင်းလူညီနဲ့အစီအမံတွေဆောင်ရွက်ပေးဖို့အတင်းအဓမ္မအလို့ခိုင်းစင်မှုတွေချက်ချင်းရက်တက်မှုမျိုးသမီးအလို့သမားတွေအတွက်လားစင်သုံးဂုဏ်လုပ်တွေလုပ်ငန်းခွင်မှာအခမဲ့ထားရှိပေးဖို့နဲ့အလို့သမားတွေကိုယ်အောင်ဆောင်ညီနဲ့ရာသီသွေးလာစဉ်စံချီတက်မှတ်ချက်တွေထားရှိပြီးမခိုင်းဖို့ကိုလည်းပါဝင်ပါတယ်အလို့သမားတွေကိုကိုယ်စားမပြုတဲ့အထူးရောင်းလို့သမားအဖွဲ့စည်းရဲလူညီနဲ့ဖွဲ့စည်းတာတွေမလုပ်ဖို့နဲ့လို့သမားသမားကတွေကိုအာဏာရှင်လက်ကင်တုပ်လို့သမားဝန်ကြီးဌာနမှာတရားဓမ္မပြရားပေးမှတ်ပုံတင်ခိုင်းတာလို့သမားကောင်းဆောင်နေရဲ့ကိုယ်ရေးအချက်အလက်တွေယူရာစက်တက်မှုကိုလည်းတောင်းဆိုထားပါတယ် နိုင်ငံတကာလူ့သမားလူခွင့်ဖွဲ့စည်းနဲ့နိုင်ငံအင်အားစုတွေအနေနဲ့လည်းစက်မှုဆောင်လူ့သမားတွေကိုအတင်းအဓမ္မစက်မှုနဲ့စီရင်သွင်းပေးခေါ်ပေါ်တာဆွဲတာနဲ့နေရပြန်ပြောင်းရွှေ့လူ့သမားတွေကိုအတင်းအဓမ္မစက်မှုတိုင်းစီကိုင်းတာတွေရက်တက်စေရေးအာရစင်ကိုဖိအားပေးဖို့လည်းတောက်ဆထားတယ်လို့သိရပါတယ်။ဒီကနေ့မက်စလာ28ရက်နေ့ကလွတ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးမြို့အိုးဘိုချင်းတောင်တွင်မှထိခိုက်ခဲ့ရတဲ့နိုင်ငံချင်းသူချင်းသားတွေကိုလုံလောက်တဲ့စေဝါဆောင်ရှောက်မှုပေးဖို့နိုင်ငံချင်းသူများအဖွဲ့ WPP ကတော့တောင်းဆိုထားပါတယ်။ WPP ကကောက်ယူထားတဲ့သတင်းချက်လက်တွေအရငလင်ကျောက်တိကက်တန်ရရှိခဲ့တဲ့ကျင်းသူ180ကျော်ရှိခဲ့ပြီးတော့နိုင်ငံရေးကျင်းသား10ဦးနိုင်ငံရေးကျင်းသူ10ဦးအပါဝင်အကျဉ်းသူကျင်းသားစုစုပေါင်း30ဦးထက်မနည်းတည်ဆုံးခဲ့ပြီးတော့ပျက်စီးဆုံးရှုံးမှုဟာမြေပြင်မှာယခုထက်ပိုပြီးမပြတ်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့လည်းဆိုရတဲ့စတဲ့ပြည်ဦးဘုံတွင်ကနိုင်ငံရေးကျင်းသူကျင်းသားတွေမှာလည်းငလင်ဘေးကိုစိုးရစွာတိကက်ခန်းစားခဲ့ကြရပေမဲ့အခုချိန်တွင်ပြည်ရင်းပြည်ပနဲ့နိုင်ငံတကာဖွဲ့စည်းတွေထံကလူသားချင်းစာနာထောက်ထားမှုအကူအညီများရှိတဲ့အပြင် ကြမ်းမဲ့ဆေးအုပ်စုရဲ့သတင်းမောင်ချခံထားတဲ့အခြေအနေတွေမှာရှိနေတယ်လို့လည်းပြောဆိုထားပါတယ်။ငလင်ကျောက်ပစ္စည်းယူရင်းနေတဲ့အကျဉ်းတော်ဆောင်းအုံတွေတွင်ဝင်ရောက်နေထိုင်မှုအတင်းကျပ်စစ်ခမ်းမှုတွေရှိနေပြီးတော့မလာကန်တဲ့နိုင်ငံရေးကျဉ်းသူကျဉ်းသားတွေကိုတာယာရီထောင်ကိုပြောင်းရွှေ့ဖို့ချင်းချောက်စီစဉ်လျက်ရှိတယ်လို့လည်းပြောဆိုထားပါတယ်။ငလင်ရဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့်နိုင်ငံရေးကျဉ်းသူကျဉ်းသားတွေဟာအကျဉ်းတော်နေထိုင်မှုမှာအချိန်မီတည်ဆုံနေတဲ့အခြေအနေတွေအတွက်အသက်အန္တရာယ်စိုးရိမ်ရမှုတွေအာဏာပိုင်ရဲ့ချင်းချောက်ခံမှုတွေကြောင့်မှနေ့စဉ်နေထိုင်ကြလျက်ရှိတယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ယူရင်းမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်တည်ရှိနားဆင်နေကြပါခင်ဗျာ။